မင်္ဂလာပါခင်ဗျရှန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းကပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲရဲ့နောက်ဆက်တွဲအနေနဲ့မြို့သိမ်းတိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီတပ်ကအယောက်80ဝန်းကျင်ဟာအသီးသီးထိကုန်ကြတဲ့အပြင်လက်နက်ချတဲ့သူနဲ့ဖမ်းဆီးရမိတဲ့သူစုစုပေါင်းအယောက်150ရှိသလိုနောက်ထပ်စစ်ကောင်စီတပ်ဖွဲ့ဝင်255ဦးကပျောက်ဆုံးနေပြီးလက်နက်ခဲယမ်းတွေကိုတော့တောင်ပေါင်းရပုံရရှိထားတဲ့ဆိုပါတယ် ကြံဖက်စကောင်းစီကရခိုင်မြို့မှာဒေသရှင်မဆုမြတ်ထက်ဆိုတဲ့သူကိုဖမ်းဆီးထားပြီးတဲ့နောက်အကြံဖက်မှုတိုက်ဖြတ်ရေးဥပဒေနဲ့မတရားအမှုဖွင့်ပြီးမရမ်းကုန်းစစ်ကြောရေးမှာစစ်ဆေးနေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စကိုင်းတိုင်းကပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲရဲ့နောက်ဆက်တွဲအနေနဲ့မြို့သိမ်းတိုက်ပွဲတွင်အကြံဖက်စကောင်းစီတပ်ကအယောက်80ဝန်းကျင်ဟာတီးတီးတေကုန်ကြတဲ့အပြင် လက်နဲ့ချတဲ့သူနဲ့ဖမ်းဆီးရမိတဲ့သူစုစုပေါင်းအယောက်150ရှိသလိုနောက်ထပ်စစ်ကောင်စီတပ်ဖွဲ့ဝင်255ဦးကပျောက်ဆုံးနေပြီးလက်နက်ခဲယံတွေကတော့တောင်ပုံရပုံရရှိထားတယ်လို့အင်ဂျီကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသကနေသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီပင်လယ်ပူးမြို့ကိုအော်တိုဘလရှီယန်ကပဲဒေါ်လန်ရေးတပ်ပေါင်းစုတွေကနေဝိုင်းဝန်းတိုက်ခိုက်ပြီးအပိတ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။အဲ့ဒီလိုပင်လယ်ပူးမြို့ကိုဒေါ်လန်ရေးတပ်ပေါင်းစုတွေသိမ်းပိုက်တဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့တွေဟာမူရစေဝါသုံးဆွဲထားတာတွေကိုလည်းတွေ့ရပြီ yes can we nested the secondary မှာလည်းဘိန်းဖြူဒုတ်တွေနဲ့ဘိန်းဖြူထည့်ထားတဲ့စက်ပြကွက်တွေကိုပါထောင်နဲ့ချီတင်းစီရရှိထားတယ်လို့ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်အဲ့ဒီပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်းနောက်ဆုံးပြုစုထားတဲ့စရင်အရအချက်ဖက်စကောင်စီတပ်ကအယောက်80ဝန်းကျင်ဟာအတိအသေးသိမ်းကုန်ကြတဲ့အပြင်လက်နက်ချတဲ့ဒူနဲ့ဖမ်းဆီးရမိတဲ့သူစုစုပေါင်းဟာအယောက်150ရှိသလို့ ။နောက်ထပ်စစ်ကောင်စီတပ်ဖွဲ့ဝင်295ဦးကပျောက်ဆုံးနေပြီးလက်နက်ခဲယမ်းတွေကတော့တောင်ပုံရပုံရရှိထားတယ်လို့ MG ကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်တေတပ်ကနေသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျ။ဒီတစ်ခါရခိုင်ပြည်နယ်ဘက်မှာတော့အရခတတော် AA ကကန်ဂျီဆောင်လုံကြုံရေးတပ်ဖွဲ့နဲ့ပြည်သူ့လုံကြုံရေးတပ်ဖွဲ့တွေဖွဲ့စည်းပြီးကင်းလဲတဲ့အချိန်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၅ဦးကိုနှက်မြစ်အတွင်ဖမ်းဆီးရရှိခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အာရခတ်တတော် AA တို့ညှိနှိုင်းပြီးပြန်လည်လွှတ်ပေးခဲ့တယ်လို့ AA ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။လက်ရှိအာရခတ်တတော် AA ကရခိုင်ပြည်နယ်မှာကန်ဂျီဇော့လုံခြုံရေးတပ်ဖွဲ့နဲ့ပြည်သူ့လုံခြုံရေးအဖွဲ့တွေဖွဲ့စည်းပြီးကင်းလဲမှုတွေလှုပ်ဆောင်နေပြီဆိုပါတယ်။အဲ့ဒီလိုကင်းလဲမှုတွေလုပ်နေတဲ့အချိန်မှာပဲအော်တိုဘလ9ရက်နေ့ကဘင်္ဂလားဒေ့ရှ်နဲ့ဆက်အနီးအာရခရေပိုင်နဲ့အချမ်းနဲ့မြင့်အတွင်းကိုဝင်ရောက်ငါးဖမ်းခဲ့တဲ့ဘင်္ဂလားဒေ့ရှ်စစ်လီတစည်းကိုအာရခတတော် AA တပ်ဖွဲ့တွေကဖမ်းဆီးရမိခဲ့ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၅ဦးကိုထိမ့်သိမ်းထားခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုအရခဂျေပိုင်နဲ့ထဲမှာဖမ်းဆီးရမိထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၅ဦးကိုအရခတတော် AA ကဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ညှိနှိုင်းပြီးလုံထုံလုံနီအတိုင်းပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့အရခတတော် AA ကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျ။အခုတခါဂရင်ပြည်နယ်ဘက်မှာတော့ဖအံမြို့မှာတကောင်စင်းကောက်တဲ့အဖွဲအတွက်လုံခြုံရေးယူပေးထားတဲ့ကားကို RPG နဲ့အနိကပစ်ခတ်ခံရပြီးစေကောင်စီတပ်သား၃ဦးကတော့ပွဲချင်းပြီးကိုတေကုန်ကြပြီလို့စေကောင်စီဘတ်တော်သား Telegram Channel တွေမှာသတင်းဖော်ပြထားကြပါတယ်။အော်တိုဘလာ၁၀ရက်နေ့ဖြစ်တဲ့မနေ့ကပဲဂင်းပြည်နယ်ဖအံမြို့နယ်ကဝင်းစိန်ကျေးရွာဇေယသီရိရက်ကွက်ဝင်းစိန်ဘုံကြီးကျောင်းအနီးမှာတကောင်စင်းကောက်တဲ့အပွဲအတွက်လုံခြုံရေးယူပေးထားတဲ့ကားကို GNUPD ရဲ့ပူပေါင်းတပ်တွေကအနိကကို RPG နဲ့ပစ်ခတ်တိုက်ခိုက်လိုက်တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း ကဘမရှိနေတဲ့စစ်ကောင်စီတပ်သားအပါဝင်စစ်သား3ဦးကတော့နေရာမှာပဲပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အကြောင်းစစ်ကောင်စီဘတော်သား Telegram Channel တွင်မှသတင်းဖော်ပြထားကြပါလေ။ဒါနဲ့ပတ်သက်ပြီးရန်ကုန်ခေတ်သစ်သတင်းဌာနကနေပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသကိုဒီလို APG နဲ့တိုက်ခိုက်မှုဖြစ်စဉ်အတွက်မေးမြန်းရမှာလေ။ GNU နဲ့ PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်လိုက်တာဖြစ်တယ်လို့အတိအပြုပြောဆိုထားပါသေးတယ်ခင်ဗျ။ဒီတခါမကွေးတိုင်းဘက်မှာတော့ ်ပခောက်ကူမြို့နယ်မှာကင်းပတ်ဖို့ထွက်လာတဲ့အချက်ဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတပ်သားတအုပ်ကိုလက်နက်ခဲယမ်းတွေနဲ့အတူတော်လန်ကြီးတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့မြန်မြို့နယ်ပခောက်ဖားရဲ့တာဝန်ရှိသူတအုပ်ကရင်ကုန်ခစ်တက်ကိုပြောပါတယ်အော်တိုဘားလ6ရက်နေ့မွန်လယ်ပိုင်းကပဲပခောက်ကူမြို့နယ်အနောက်ဖုံးကန်ပြူစော့တီကျေးရွာနီးမှာကင်းပတ်ဖို့ဆိုပြီးထွက်လာတဲ့အချက်ဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတပ်သားတအုပ်ကိုတော်လန်ကြီးတပ်တွေကအရှင်ဖမ်းဆီးနိုင်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုဖမ်းဆီးရမိထားတဲ့ရဲတပ်သားစီကနေ G3 တနက်အပါဝင် KN တွေရောလက်ပစ်ဘုံတွေရောတော်လန်ရေးတပ်တွေကတင်စီရရှိထားပြီးအဲ့ဒီရက်တက်သားကိုတော့စစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့လည်းမြန်မြွတ်နဲ့ပကဖရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျတဖက်မှာတော့အချမ်းဖတ်စကောင်းစီကရခိုင်ပြည်နယ်ကြောက်တော်မြို့ကိုလေရင်နဲ့လာပြီးဘုံကျဲတိုက်ခိုက်မှုကြောင့်အရတပ်ပြည်သူ၄ဦးသေဆုံးသွားခဲ့ရပြီးကလေးငယ်တွေပါဝင်၁၆ဦးဒဏ်ရာရထားတယ်လို့ဒေသခံရခိုင်ဒေသ Argan Princess Media ရဲ့သတင်းဖော်ပြချက်နဲ့ဒေသခံပြည်သူတွေရဲ့ရန်ကုန်ခေတ်တစ်ကိုပြောဆိုကြရသိရပါတယ်။အော်တိုဘလာ၁၀ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲရခိုင်ပြည်နယ်ကြောက်တော်မြို့မှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရာရက်ကွက်တွေတဲကိုအချမ်းပတ်စကောင်စီကလိန်နဲ့လာပြီးရေရွဲချက်ရှိရှိဘုံတွေဇက်တိုက်ကျချသွားတယ်ဆိုပါတယ်။အဲ့ဒီလိုစကောင်စီတပ်ရဲ့လိန်ကကျချလိုက်တဲ့ဘုံတွေဟာကြောက်တော်မြို့ကပြည်တော်သားပိုက်သေးရွာမရက်ကွက်တွေနဲ့အပေါက်ကကြေးရွာဘက်တွေမှာပါကြောက်ရောက်ပောက်ကွဲသွားပြီးပြီ။ ရတပြည်သူ၄ဦးသေဆုံးသွားခဲ့ရတဲ့အပြင်အသက်၆နှစ်အရွယ်ကလေးငယ်တွေအပါအဝင်ပြည်သူ၁၆ဦးကဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့အကြမ်းဖက်စစ်ကောင်စီကရခိုင်မြန်မာဒေသရှင်မဆုမြတ်ထက်ဆိုတဲ့သူကိုဖမ်းဆီးထားပြီးတဲ့နောက်အကြမ်းဖက်မှုတပ်ဖြတ်ရေးဥပဒေနဲ့မတရားအမှုဖွင့်ပြီးမရမ်းကုန်းစစ်ကြောရေးမှာစစ်ဆင်းနေတယ်လို့မိသားစုနဲ့နှိစက်သူတွေကပြောပါတယ် အဲ့ဒီရခိုင်မြန်မာဒေသရှင်မဆုမြတ်ထက်ဆိုတဲ့သူကိုအချက်ဖက်စကောက်စီတက်ကအော်တိုဘလာခွန်ရနေကပဲရန်ကုန်မြို့မှာရှိတဲ့တာမွေနေအိမ်မှာလာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာအချက်ဖက်စကောက်စီတက်ကမဆုမြတ်ထက်ကိုပြပအဖွဲ့တစ်ခုရဲ့ Facebook account မှာ admin ဖြစ်နေမှုတွေအဲ့ဒီအကောင်ကနေမဆုမြတ်ထက်စီကိုငွေကျပ်3450လွှဲပြောင်းထားမှုတွေနဲ့ဒေါ်လာရင်းတက်တွေကိုငွေကြေးထောက်ပံ့တယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့မတရားမှုဖွင့်ထားပြီးတော့မယန်ကုန်စစ်ကြောရေးစခန်းမှာစစ်ဆေးနေတယ်လို့ဆိုပါတယ် အဲ့ဒီလိုစကောင်စီတပ်ကမတရားအမှုဖွင့်ပြီးဆွဆွဲထားချက်တွေကိုတော့မဆုမြတ်တပ်ကညှဉ်းဆုပ်ထားတယ်လို့ခိုင်လုံတဲ့သတင်းအရင်းမြစ်ကပြောထားသလိုလက်ရှိမှာတော့စစ်ကြောရေးမှစစ်ဆေးနေတုန်းဖြစ်ပြီးတပ်ဖက်ကမဆုမြတ်တပ်ရဲ့မိသားစုတွေကတော့အလွန်မင်းစိုးရိမ်နေကြတဲ့အပြင်မိခင်ဖြစ်တဲ့သူဟာလည်းစိုးရိမ်စိတ်နဲ့အိပ်ရာထဲလဲနေတယ်လို့မိသားစုနဲ့နှိစက်သူတွေကပြောထားကြပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ